မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဂျွန်လ15ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့အာရခတပ်တော် AA ရဲ့ထိုးစစ်ကြောင်းတရုတ်စီမံကိန်းတရှိရာရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မှာတိုက်ပွဲတွေပြင်းထန်နေပြီးတော့စစ်ကောင်စီဘက်ကယာနဲ့ခြေပြီးတော့တင်ဆုံနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ14ရက်နေ့အထိစစ်ကောင်စီဘက်ကလက်နက်ချအလင်းဝင်ရောက်သူအယောက်40နီးပါးရှိပြီးတော့တိုက်ပွဲအတွင်းမှာစစ်ကောင်စီဘက်ကအယောက်100နီးပါးတင်ဆုံမှုတွေရှိနေတယ်လို့ကြောက်ဖြူစစ်ရေးသတင်းရင်းမြစ်ကပြောကြားထားပါတယ်။ တိုက်ပွဲကကြော့ဖြူအမှတ်32ရဲတပ်ရင်းကိုအေအေဘက်ကထိုးစစ်ဆင်တိုက်ခိုက်နေတာပါတိုက်ပွဲကရန်ကိုပြင်းထန်နေတယ်အေအေဘက်ကလည်းအလုံးရင်းနဲ့ကိုဝင်တိုက်နေတာပါ14ရက်နေ့အထိစစ်ကောင်စီတပ်သားအယောက်40လောက်ရှိပြီလက်နက်ချပြီးအလင်းဝင်လာတာဘုံမှုအဆင့်ထိပါပါတယ်အလင်းဝင်ရောက်လာတဲ့သူတွေနဲ့ဖမ်းဆီးရမိတဲ့သူတွေကစစ်မှုထမ်းလူငယ်တွေများတယ်လို့ပြောပြထားပါတယ်ကြော့ဖြူအမှတ်32ရဲတပ်ရင်းကိုဇွန်လဇန်းပိုင်းကစတင်ပြီးတော့အရခတက်တော်အေအေကထိုးစစ်ဆင်တိုက်ခိုက်နေပြီလက်ရှိအချိန်ထိအဲ့ဒီရဲတပ်ရင်းကို အေအေကလက်နက်ကြီးများနဲ့ထိုးစစ်ဆင်တက်ခိုက်မှုများလုံဆောင်နေတယ်လို့ရှေ့တန်းသတင်းမြစ်ကပြောပါတယ်။အရခတက်တော်အေအေကထိုးစစ်ဆင်တက်ခိုက်မှုကြောင်းအမတ်32ရဲတပ်ရင်းကအချုပ်ခန်းခမ်းမဆောင်နားနေဆောင်စေပေကန်းနဲ့စေကောင်းစီမိသားစုဝင်တွေနေထိုင်ရာအဆောက်များပေါ်ကိုကြားရောက်ပောက်ကွဲပြီးပြက်စီးမှုများရှိခဲ့တယ်လို့ရှေ့တန်းသတင်းမြစ်ကပြောပါတယ်။ ပြီးခဲ့တဲ့မေလ30ရက်နေ့နဲ့ဇွန်လဇန်ပိုင်းနေမှာလဲစစ်ကောင်စီကလေချောင်းနဲ့ရေတပ်သင်းမောတွေပေါ်ကနေတဆင်လက်နက်ခဲယမ်းများအပါအဝင်စစ်ကောင်စီတပ်သားရာနဲ့ချီပြီးတော့ပို့ဆောင်ပေးခဲ့တယ်လို့စုံစမ်းသိရှိရပါတယ်။လက်ရှိမှာစစ်ကောင်စီတွေအခြေစိုက်ထားတဲ့ဂုံးချုံကြီးရွာကခမရ၅လေးနဲ့ခမရ၅လေးတုံးတရင်များကလည်းလက်နက်ကြီးများနဲ့ပစ်ခတ်နေပြီး စစ်သည်မော်တွေဘောကလည်းပြစ်ကူပေးနေတာတွေလှုပ်ဆောင်နေတယ်လို့သိရပါဗါတိုက်ပွဲကတော်တော်လေးကိုပြင်းထန်နေတာပါအမှတ်30နဲ့ရဲတပ်ရင်းကအချုပ်ခန်းခန်းမဆောင်နားနေဆောင်စေပေးကနေအကုန်လုံးပျက်စီးသွားပါပြီလက်နက်ကြီးတွေနဲ့လည်းတောက်လျှောက်ကိုပြစ်နေတယ်တန်ဆင်းမြင့်မှာရှိတဲ့စစ်သည်မော်တွေဘောကလည်းတောက်လျှောက်ကိုပြစ်ကူပေးနေတယ်လို့ပြောပြထားပါဗါကြောက်ဖြူမှဖြစ်ပွားနေတယ်စစ်ကောင်စီနဲ့အရခတက်တော်အေအေတို့တိုက်ပွဲအတွင်းမှာစစ်ဗိုလ်တန်းခေါ်ယူခံရတယ်ဗျမ်းဖြူရွာသားအယောက်40ကျော်ဟာဇွန်လပထမပတ်လောက်ကအေအေထံမှလာရောက်ပြီးတော့ပူးပေါင်းခဲ့တယ်လို့သိရပါဗါကြောက်ဖြူမျိုးအနီး ီးမှာစစ်ကောင်စီတပ်နဲ့အရခတ်တပ်တော် AA တို့ကြားတိုက်ပွဲတွေပြင်းထန်နေပြီးတော့စစ်ကောင်စီရဲ့စစ်စခန်း၃ခုထက်မနည်းသိမ်းပိုက်ရရှိထားကနောက်ဆုံးသတင်းအရစစ်ကောင်စီဘက်ကတိုက်ရင်အလိုက်အလင်းဝေရောက်မှုများရှိနေတယ်လို့သိရပါတယ်အမှတ်30နဲ့ရဲတပ်ရင်အနီးကနှမ်းဖဲတောင်စခန်းမင်းတပ်တောင်စခန်းနဲ့လက်ခမောစခန်းတို့ကိုအေကတိမ့်ပိုက်ထားပြီးတော့အဲ့ဒီစခန်းတိမ့်တိုက်ပွဲအတွင်းမှာစစ်ကောင်စီရဲ့တိုင်းစစ်ဦးစီးမှုပထမရန် 度啲啊，佈滿枝嘅花雲，使得我哋生果個尾巴嘅新番子，一時睇唔到，突然間消失咗去邊啊！シェンパン ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စကိုင်းတိုင်းပလဲမြို့နယ်ကံတောင်စခန်းကိုစစ်ကူလာတဲ့စစ်တပ်ကစစ်ကြောင်းမှုမိုင်းထိမှန်ပြီးတော့စစ်ကြောင်းဟာတက်ပြတ်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ပလဲမြို့နယ်ကံတောင်တပ်စခန်းမကြဆုံးရေးအတွက်အနောက်မြောက်ပိုင်းစစ်ဌာနချုပ်ကစစ်ကူပေးပို့ထားတဲ့စစ်တပ်စစ်ကြောင်းဟာလမ်းတစ်လျှောက်လုံးတိုက်ခိုက်ခံနေရတယ်လို့သိရပါတယ်စစ်သားတအုပ်တွေဆုံးထားပြီးတော့စစ်ကြောင်းမှုဟာလည်းမိုင်းထိမှန်ဒဏ်ရာရရှိထားတယ်လို့အလင်းဝင်လာတဲ့စစ်သားကိုထက်လင်းအောင်ခေါ်ကိုကျော်ကိုကရှင်းပြထားပါတယ် အလင်းဝင်လာတဲ့စစ်သားကိုထက်လင်းအောင်ခေါ်ကိုကျော်ကိုဟာ2024ခုနှစ်ဆယ်လပိုင်းကအရက်တော့ရန်ဖြစ်ရာကနေအချုပ်နှစ်ပတ်ချခံရကစစ်သားဖြစ်နေစူးစောင်းခံရသူဖြစ်တယ်လို့သိရပါဗါတယ်။အဲ့ဒီနောက်ရင်းနီမြို့နယ်တောင်ကုန်မြို့တို့မှာစစ်တပ်နန်း9လနဲ့စစ်မြေပြင်2လတာဝန်ထမ်းဆောင်ကမုံရွာမြို့အခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကိုပို့ဆောင်ခန်းလိုက်ရသူဖြစ်တယ်လို့သိရပါဗါတယ်။အဲ့ဒီနောက်ပလဲမြို့နယ်ကံတော့ရွာတိုက်ပွဲကိုစစ်ကူပေးဖို့အတွက်မုံရွာမြို့နောက်မြောက်တိုင်းစစ်ဌာနချုပ်နမခရဟယင်နဲ့အေမတိပြူစောတိစခန်းကို ပို့ဆောင်ခြင်းခံလိုက်ရတယ်လို့သိရပါဗျ။စစ်တပ်စစ်ကြောင်းကိုတော်လိုက်တပ်ဖွဲ့များကတိုက်ခိုက်ချိန်မုံခံရပြီးတဲ့နောက် MA1 အမျိုးအစားတနတ်တလက် G 45တောင်းမိုင်းတလုံးနဲ့အတူစစ်ကြောင်းအတွင်းကနေထွက်ပြေးလာကရင်းမာပင်ခရိုင်အမှတ်7တိုင်းရင် Gorilla Ranger တပ်ဖွဲ့ထံကိုအလင်းဝင်ရောက်ခဲ့တယ်လို့သိရပါဗျ။ဇွန်လ9ရက်နေ့ကမုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကပလဲမြို့နယ်အင်မတီရွာပြူစောတိစခန်းကိုရဟတ်ရင်နဲ့အင်အား140ခန်းပို့ဆောင်ခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးပို့ဆောင်ပြီးတဲ့နောက်ကန်တောင်းရွာဘက်ကိုစစ်ကူစစ်ကြောင်းအဖြစ်နဲ့ခြေချင်းတွားရောက်တဲ့အချိန်မှာပြည် တို့လွတ်မြောက်ရေးတပ်မတော်နဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကပိတ်ဆို့တိုက်ခိုက်ရာတပ်ပြတ်ပြီးတော့ဟိုတစုဒီတစုနဲ့တပ်ပြတ်ထွက်ပြေးသွားတယ်လို့သိရပါတယ်။ထိတွေ့မှုဖြစ်တာက PLA နဲ့ဖြစ်တာပါ။စစ်ကြောင်းကဟိုတစုဒီတစုနဲ့တပ်ပြတ်နေတဲ့အနေထားပဲ ကိုင်းရင်းရွာထဲမှာအင်အား30လောက်ရှိတယ်။တချို့လဲပြောင်နေတာ။တချို့သေဆုံးသွားတာတွေရောတက်ပြတ်သွားတဲ့အနေထားပါပဲ။လက်ရှိတော့တိုက်ပွဲကငြိမ်နေတယ်။ထိပ်တွေ့တိုက်ပွဲမှာသူတို့စစ်ကြောင်းမှုလဲမိုင်းထိထားတယ်လို့ပြောတယ်။သေဆုံးတာတော့အတိအကျမသိရသေးဘူးလို့ပြောတယ်။သူနဲ့အလင်းဝင်မဲ့တယောက်သေသွားတယ်လို့ပြောတယ်။အဲဒါကြောင့်သူလဲစစ်ကြောင်းထဲကနေလစ်ပြီးတော့ပြေးလာတာ။ပြီးတော့ကျွန်တော်တို့ရဲဘော်တွေရှိတယ်။ကာကင်း point စီကိုလာပြီးတော့အလင်းဝင်မှုဆိုပြီးပြောတာ။ကြိုတင်ချိတ်ဆက်ထားတာတော့မရှိဘူး။ဖုန်းတွေလဲအသိမ်းခံလိုက်ရပါတယ်လို့ရင်းမာပင်ခရိုင်တိုင်ရင်းဆက်နဲ့ Gorilla Ranger တပ်ဖွဲ့ကတောင်းရှိသူကရှင်းပြ ထားပါတယ်။ပလဲမျိုးနဲ့ကန်တော့စခန်းသိမ်းတိုက်ပွဲကိုဇွန်လ၂ရက်နေ့ကလေးက PLA ဥဆောင်တဲ့တော်လိုင်းတပ်များကတိုက်ခိုက်နေခြင်းဖြစ်ပြီးတိုက်ပွဲဟာနှစ်ပတ်နီးပါးကြာမြင့်တဲ့အထိပြင်းထန်နေဆဲဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့မန္တလေးတိုင်းမိထီလာမြို့နယ်ကွက်ငယ်အုပ်စုစံပြဒဟတန်းကြီးရွာကအသက်9နှစ်အရွယ်မိန်းကလေးတအူးတပ်ဖြတ်ခံရပြီးတော့ဆာလာအိတ်ထဲကိုထည့်ကာတုတ်တန်ထဲမှာဆွန့်ပစ်ခဲ့တဲ့ တရက်ခန့်နှစ်ဦးကိုစစ်ကောင်စီကဖမ်းဆီးရမိထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ကိုနှစ်အရွယ်မိန်းကလေးတအူးဟာဇွန်လ9ရက်နေ့ညကပျောက်သွားတာဖြစ်ပြီးတော့ဇွန်လ17ရက်နေ့မှာရွာရဲ့တုတ်တန်အနီးကဂန္ဓာရတောထဲမှာအလောင်းကိုအိတ်ထဲထည့်ပြီးတော့စုပ်ပစ်ခံထားရတာကိုတွေ့ရှိခဲ့ရတယ်လို့ပြောပါတယ်။အလောင်းကိုရွာရဲ့တုတ်တန်မှာလာပစ်ထားတာဆာလာအိတ်နဲ့ထည့်ပြီးတော့ပစ်ထားတာပါ။အနံ့နေထွက်နေလို့စိတ်ကြောင်းသားကသွားကြည့်တော့အဲ့ဒီအလောင်းကိုတွေ့ခဲ့တာလို့ဒေသခံတအူးကရှင်းပြထားပါတယ်။အဲ့ဒီကိုနှစ်အရွယ်မိန်းကလေးကိုတပ်ဖြတ်ခဲ့တဲ့သူတွေကိုဇွန်လ17ရက်နေ့ကဖမ်းဆီးရမိခဲ့ပြီးတော့စံပြဒဟတန်းကျေးရွာမှာပဲနေထိုင်နေ စိုးမင်းအောင်နဲ့လင်းစာနီစောဆိုတဲ့လင်မယားနှစ်ယောက်တို့ဖြစ်တယ်လို့သိရပါဗါးအဲ့ဒီလင်မယားနှစ်ယောက်ရဲ့တားဖြစ်သူနဲ့အတူကစားနေတဲ့ကောင်မလေးစီကနဂတ်ကိုလူယူရာကနေလူတတ်မှုအထိဖြစ်ခဲ့လို့အလောင်းကိုစွန့်ပစ်ခဲ့ကြတာလို့သိရပါဗါးခမင်းစားဖို့မရှိတာနဲ့သူ့သားနဲ့အတူဆော့နေတဲ့ကလေးမလေးရဲ့နဂတ်ကိုဖြုတ်တာကလေးမလေးကငိုပြီးအမေကြီးနဲ့တိုင်ပြောမယ်ပြောလို့ ကလင်းကိုတတ်ပစ်လိုက်ကြတာလို့ရဲနဲ့နှိဆက်သူတို့ကပြန်လည်ပြောပြထားပါတယ်တန်တရားရှိသူတွေကိုစစ်ဆေးတဲ့အချိန်မှာအဲ့ဒီလင်မယားနှစ်ယောက်ကဝင်ခံထွက်ဆိုခဲ့တာဖြစ်ပြီးလက်ရှိမှာတရားခဏဦးစလုံးကိုမိထီလာမျိုးမှာရဲစခန်းမှာဖမ်းဆီးချုံနောက်ထားတယ်လို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အိုးဘူအချင်းထောင်မှာရောက်ရောက်ချင်းအရိုက်ခံရတဲ့တပိတ်ခေါင်းဆောင်ကိုဝင်မိုးနိုင်နဲ့ကိုမန်စာမြေမုံတို့ကိုစေကူတကွဲ့မပေးဘဲတန်ချေချင်းခတ်ပြီးတော့တိုက်ပိတ်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ7ရက်နေ့ကမုံရွာအချင်းထောင်ကနေအိုးဘူအချင်းထောင်ကိုပြောင်းရွှေ့တဲ့အထဲမှာမုံရွာလူမှုတပိတ်ခေါင်းဆောင်ကိုဝင်မိုးနိုင်အပြင်ချောင်းလူမှုတပိတ်ခေါင်းဆောင်ကိုမန်စာမြေမုံတို့လည်းပါဝင်တယ်လို့သိရပါဗါတယ်။သူတို့နှစ်ဦးအပါအဝင်နိုင်ငံရေးအချင်းသားများအားလုံးကိုအိုးဘူအချင်းထောင်မှာထောင်ဝင်တန်းတွေက ထောင်ဝင်ဝမှာတင်တန်ထုပ်တွေတန်ကြိုးတွေနဲ့ရိုက်နှက်နှိပ်စက်ခဲ့ကြတယ်လို့သိရပါဗါ အခုလိုမျိုးနှိပ်စက်ခံရမှုကြောင့်နိုင်ငံရေးအကျဉ်းသားတွေဟာထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့စေကူတောင်းမှုလုံးဝမရဘူးလို့ပြောပါတယ်ကိုဝေမိုးနိုင်နဲ့ကိုမန်းစာမြေမွန်တို့လည်းရိုက်နှက်ခံရပြီးတော့စေကူတောက်ခွင့်မပေးဘဲတန်ချေချင်းခတ်ပြီးတော့တိုက်ပိတ်ထားတယ်လို့သခိုင်းတိုင်းဒေသတပိတ်အင်အားစုကသတင်းထုတ်ပြန်ထားပါတယ်ကိုဝေမိုးနိုင်ရဲ့နေထိုင်စားတောက်မှုနဲ့ကျန်းမာရေးအခြေအနေကိုတော့ဘာမှမသိရသေးပါဘူးမိသားစုဝင်တွေကိုလည်းဆက်သွယ်ခွင့်မပေးဘဲနဲ့တိုက်ပိတ်ထားတယ်လို့သိရပါတယ်လို့မုံရွာလူလူတပိတ်တိုက်ပွဲဥဆောင်ကော်မတီဝင် ကိုရှင်းတန်းကပြောပြထားပါတယ် ရိုက်နှက်ခံရတဲ့နိုင်ငံရေးအကျဉ်းသားအယောက်90ကျော်ရှိပြီးတော့ဥကောင်လက်နဲ့နောက်ကျောတလျှောက်မှာဖိရှပေါက်ပြဲဒဏ်ရာတွေရရှိထားတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကလည်းထုတ်ပြန်ထားပါတယ်လူလူတပိတ်ခေါင်းဆောင်များအပါအဝင်နိုင်ငံရေးအကျဉ်းသားတွေရဲ့အသက်ရှင်သန်မှုနဲ့ကျန်းမာရေးအခြေအနေများအားလုံးကိုထောက်အားနာပိုင်တွေကတာဝန်ခံရမှာဖြစ်ပြီးတော့ အခုလိုမျိုးနှိမ့်ဆက်ညှဉ်းပန်းမှုတွေကိုမှတ်တမ်းတင်ထားကမဝေးတော့တဲ့ကာလမှာပြည်သူလူထုကနေပြီးတော့တရားစီရင်အပြစ်ပေးအရေးယူသွားမယ်လို့သခိုင်းတိုင်းဒေသတပိတ်အင်အားစုကသတိပေးထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းအရောရှမ်းပြည်နယ်နဲ့ကရင်ပြည်နယ်အစပ်မိုးပြဲမြို့မှာရှိတဲ့ကျေးရွာများကိုအကြမ်းဖက်ဆက်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့်ပြည်သူနှောက်ဦးထိခဲ့ဒဏ်ရာရရှိခဲ့ပြီးတော့နေအိမ်များပျက်စီးခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ14ရက်နေ့ညနေ2နာရီဝန်းကျင်အချိန်ကမှာ မိုးပြင်းမြို့နောက်ဘက်မှာရှိတဲ့ကျေးရွာများကိုအကြမ်းမဲ့စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လက်နက်ကြီး9လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အကြမ်းမဲ့စစ်တပ်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးများထိမှန်ပြီးတော့ပြည်သူ့နှအုပ်ထိကိုက်ဒဏ်ရာရရှိကနေအိမ်တချို့လဲထိကိုက်ပျက်စီးသွားတယ်လို့သိရပါဗျ။အကြမ်းမဲ့စစ်တပ်ဟာပြည်သူလူထုရဲ့အသက်အိုးအိမ်စီးစိမ်များကိုရည်ရွယ်ချက်ရှိရှိနဲ့လက်နက်ကြီးများနဲ့ပြစ်ခတ်ဖျက်ဆီးနေခြင်းကြောင့်ပြည်သူများအနေနဲ့အရေးကြီးကိစ္စများရှိမှသာကျေးရွာတွေကိုဝင်ရောက်ကြရန် NBPDF 利用的快头部配件，带动它将变压器瓦力减小。 ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းကြော်ပကားမြို့နယ်မှာအကြမ်းဖက်စစ်တပ်ကကြေးရွာများကိုလက်နက်ကြီးများနဲ့ပြစ်ခတ်တိုက်ခိုက်ခြင်းကြောင့်အသက်6နှစ်အရွယ်ကလေးငယ်မောင်စစ်သွေးသူရပိုင်အပါအဝင်ပြည်သူ၄ဦးပွဲချင်းပြီးတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ14ရက်နေ့မနက်10:20မိနစ်ခန့်မှာကြော်ပကားမြို့နယ်ပဲနယ်ကုန်းမြို့မှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့300ခွန်ရွှေဝါတပ်ရင်းကစစ်ကောင်စီတပ်သားများက120မမလက်နက်ကြီးများနဲ့ပြည်သူတွေနေထိုင်တဲ့ကြေးရွာများကိုပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်ကောင်စီကပြစ်ခတ်လိုက် တဲ့လက်နက်ကြီးများဟာပဲနယ်ကုန်းမျိုးသတိပဋ္ဌာန်ရက်ကွက်ရွှေချောင်းရွာအတွင်းကိုကြောက်ရောက်ပောက်ကွဲခဲ့ပြီးတော့အသက်6နှစ်အရွယ်မောင်စစ်သွေးသူရပိုင်နဲ့အသက်28နှစ်အရွယ်မဆုမုံလှိုင်တို့ပွဲချင်းပြီးတိတ်ဆုံးခဲ့ပြီးတော့အသက်46နှစ်အရွယ်ဦးကျော်သူရလည်းပြင်းထန်ထန်ရရှိသွားတယ်လို့သိရပါတယ်အလားတူပဲညနေ4:36မိနစ်ခန့်မှာအကြမ်းဖက်စစ်တပ်ရဲ့ပိန်းစလုံးအခြေဆိုင်264တပ်ရင်းက စစ်ကောင်စီတပ်သားများက120မမလက်နက်ကြီးများနဲ့ကြောက်တကားမြို့နယ်နွားရီချောင်းကျေးရွာအတွင်းကိုထပ်မံပစ်ခတ်ခဲ့ပြီးတော့နွားရီချောင်းကျေးရွာအတွင်းကြားရောက်ပောက်ခွဲကအသက်65နှစ်အရွယ်ဒေါ်မြခင်နဲ့အသက်39နှစ်အရွယ်ကိုစိုးသူတို့ပွဲချင်းပြီးတိုက်ဆုံသွားတယ်လို့သိရပါဗျ။အသက်6နှစ်အရွယ်ကလေးငယ်တအုပ်အပါအဝင် ်ပြည်သူလေးဦးပွဲချင်းပြီးတိတ်ဆုံးသွားပါတယ်အချက်မဲ့စစ်တပ်ကလက်နက်ကြီးတွေနဲ့အရက်သားပြည်သူတွေကိုဥတီတိုက်ခိုက်နေတဲ့အတွက်ပြည်သူတွေအနေနဲ့သတိပြုနေထိုင်ကြဖို့မြစ်တာရက်ခံကြမှာတယ်လို့ဘကောခိုင်ပကဖကတာဝန်ရှိသူကပြောဆိုထားပါတယ်အချက်မဲ့စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ကြော်တကားမြို့နယ်အတွင်းမှာရှိတဲ့ကျေးရွာများကို လက်နက်ကြီးများနဲ့ပစ်ခတ်မှုကြောင့်ပြည်သူအယောက်20ကျော်သေဆုံးခဲ့ပြီးတော့ပြည်သူ90ကျော်ဟာထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါဗယ်အလားတူပဲဇွန်လ17ရက်နေ့ညနေ9:00ခွဲအချိန်ကမှမွန်ပြည်နယ်ကြိုက်ထုံမြို့နယ်အလူကြီးကျေးရွာအတွင်းကိုအကြမ်းမဆက်တရဲခမရ3တပ်ရင်းစခန်းကစစ်ကောင်စီတပ်သားများကလက်နက်ကြီး3လုံးနဲ့ပစ်ခတ်တိုက်ခဲ့ရာကျေးရွာအတွင်းကြားရောက်ပောက်ကွဲပြီးတော့အသက်34နှစ်အရွယ်စောငွေလာပွဲချင်းပြီးသေဆုံးသွားပြီးတော့စောအောင်ဘိုးဘိုးအပါအဝင် ပြည်သူ၄ဦးလက်နက်ကြီးစထိမှန်ပြီးတော့ဒဏ်ရာရရှိခဲ့ပြီးနေအိမ်နှလုံးနဲ့ကားတစီပျက်စီးသွားတယ်လို့ KNU ဗဟိုကထုတ်ပြန်ထားပါတယ်။ဒါ့အပြင်ကြိုက်ထုံမြို့နယ်ဖျားရွာကိုလည်းအကြမ်းမဲ့စစ်တပ်ရဲ့ဘီးလင်းမြို့နယ်ဖျားရွာအနီးတပ်ဆွဲထားတဲ့အမှတ်44ချင်းမြတ်တပ်မှဌာနချုပ်လက်အောက်ခံခမရ၃တပ်ရင်းစခန်းကစစ်ကောင်စီတပ်သားများကရည်ရွယ်ချက်ရှိရှိလက်နက်ကြီးများနဲ့ပြစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုး မြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာဏာရှင်ဆက်နေဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ